ဟိုတယ်လောကကျွန်တော်တို့ first impression လုတ်ပေးထားတဲ့ Infinix ရဲ့ Note 50 series ညီကိုနှစ်ကောင်ကိုကျွန်တော်တို့ထေချာလေးစမ်းသုံးကြည့်ထားတယ်။ဒီကောင်တွေကသူ့ဈေးထဲမှာတော်တော်လေး feature pack ဖြစ်တယ်။ unique ဖြစ်တဲ့ feature တွေလည်းအများကြီးပါတယ်။ဆိုတော့ဒီဈေးထဲဝင်းကျင်မှာပါလိမရှိတဲ့ feature တွေတော်တော်များများလည်းရတယ်။ဥပမာအားဖြင့်144 Hz ရတာလို့ wireless charger ပါတာလို့နော် plastic body 720p နဲ့အဲဒစ်လယ်နေတဲ့ကောင်တွေများနေတဲ့အချိန်မှာ aluminum ဘောင်တွေသုံးထားတာလို့ glass pack တွေသုံးထားတာလို့ပြောမှဆို material ကောင်းကောင်းလေးတွေတုံးထားတာတော့เนาะပြီးတော့ဘူးထဲမှာ accessory တွေစုံစုံလင်လင်ထည့်ပေးထားတာတော့အဲ့ဒါတွေကတော်တော်လေးစိတ်ကြည်နေစရာကောင်းတယ်ဆိုတော့ daily life တုံးတာမှာရောဒီဖုန်းတွေကဘယ်လိုအခြေအနေရှိလဲဘာတွေအဆင်ပြေပြီးတော့ဘာတွေအားနည်းချက်ရှိမလဲဆိုတာကိုတော့ဒီနေ့ဗီဒီယိုမှာဆက်ပြောပြမယ် okay tbh လောက်ကနေကြိုးဆိုပါတယ်ကျွန်တော်ဒီနှစ် infinix ရဲ့ note series ဖုန်းတွေကိုဆက်ဆက်ကင်ကြည့်ခြင်းတည်ထားမိတာတော့လက်ထဲမှာကင်ရတာတော်တော်လေးကို comfortable ပို့ဖြစ်တယ် material တွေကလည်း အများကြီးပိုကောင်းသွားတယ်အရင်နှစ် series တွေထက်အထူးက7.8 mm ပဲရှိတာရယ်ပြီးတော့ width ကခက်ချင်းချင်းနဲ့အရင်ကြီးဘေးကိုကားထားတာမျိုးရှိနေတဲ့အခါကျတော့လက်ထဲမှာကင်ရတာလဲ hand feeling ကလည်းသဘောကျစရာကောင်းတယ်ပြီးတော့ steel နဲ့ aerospace grade aluminum ကိုရောထားတဲ့ Infinix ရဲ့ armor alloy လို့ခေါ်တဲ့ဘောင်တွေသုံးပေးထားတာကလည်းမိုက်တယ်ဘက်တရီနှိပ်ရတာတော်တော်လေး feedback ကောင်းတယ်နောက်ဘက်က glass back ဆိုတော့လက်ရတော့နည်းနည်းလေးတော့ထင်တယ်ကိုလူပေါ့နော်ကျွန်တော်တို့ cover လေးတွေပါတက်သုံးမယ်ဆိုရင်တော့ပိုကောင်းလိမ့်မယ် ပြီးတော့သူထည့်ပေးထားတဲ့ cover ကလည်းတန်လိုက်ပါတယ်ဆိုတော့ max safe ပါတယ်လို့မျိုးလေးဖြစ်သွားတာပေါ့ဒါတော့ infinix ရဲ့ unique selling point လို့ဖြစ်သွားပြီဒီဇိုင်းကတော့ကြီးလိုက်တာနဲ့ note 50 series man တိတာစေတဲ့ camera module design လေးနဲ့လာတယ် camera bump ကနည်းနည်းလေးတော့ထူတယ်ပြီးတော့ဒီ camera bump မှာတုံထားတဲ့ glass ကတော်တော်လေးလက်ရပြီးတယ်ပုံမှန်တခြားသော glass back မှာတုံထားတဲ့ဟာတွေထက်ကိုပိုလက်ရထင်းတယ်ပေါ့နော်ခဏခဏပြန်တုတ်ပြီးတော့တုံးရတယ်ကင်မရာ၃လုံးပါတယ်ထင်ရပေမဲ့တကယ်တမ်းကတော့2လုံးပဲ တလုံးကဒီဇိုင်းအလှဖော်ထားတာပေါ့နော် Infinix အခေါ်ရဆိုလို့ရှိရင် Halo Lighting ဆိုတဲ့မီးလင်းတဲ့နေရာလေးရဲ့ Pro မှာဆိုလို့ရှိရင်တော့ Heart Rate တို့ Blood Oxygen တို့တိုင်းလို့ရတဲ့ sensor တခုရဲ့ပါတယ်စမ်းကြည့်ရတော့ကတော့အလုပ်တော့ဖြစ်တယ်မဆိုးဘူးပေါ့နော်ဒါပေမဲ့သိတဲ့အတိုင်းပဲ reference အနေနဲ့ပဲတော့ကြည့်လို့ရတာပေါ့ trend အနေနဲ့ပဲတော့ကြည့်လို့ရတာပေါ့ medical grade device တခုတော့လည်းမဟုတ်ဘူးပေါ့အဲ့လိုတော့တိကျမှာမဟုတ်ဘူးပေါ့ရိုးရိုးမှာတော့အဲ့ feature ကိုသုံးလို့မရဘူးမင်းလင်းတာချင်းတော့အတူတူပဲပေါ့နော် Pro မှာလိုတော့ဒီကောက်မှာ sensor တွေပါတယ်မပါဘူး aluminum frame တွေဖြစ်တဲ့အခါကျတော့ antenna line တွေကိုတော့ဘေးပညာအပေါ်အောက်တွေမှာထည့်ပေးထားတယ် iPhone 6 Plus တို့ဘာတို့ကလိုမျိုး antenna line ပုံစံမျိုးလေးပဲပေါ့နော် personally အဲ့ဒါလေးကိုတော့သဘောကျတယ်မပြောတတ်ဘူး design မိုင်းမှာဒါလေးကကြည့်လို့ကောင်းတယ်လို့ကျွန်တော်တော့ထင်တယ်ဖုန်းရဲ့အောက်ဘက်မှာ speaker ရဲ့ type c အသွင်းကြိုးရေပါတယ်အသွင်းကြိုးမဟုတ်ပါဘူးအသွင်းအသွင်းပေါက်အဟမ်းအသွင်းပေါက်ရေပါတယ် sim card slot ရေပြီးတော့ mic ပေါက်တစ်ပေါက်ရေပါတယ်အပေါ်မှာ ir sensor ရေနောက် mic ပေါက်တစ်ပေါက်ထပ်ပါသေးတယ် overall design ကတော့ အပြစ်ပြောစရာကြီးလို့မရှိဘူးလက်ထက်မှာကန်ရတာလည်းကောင်းတယ်ပြီးတော့ Pro ရဲ့ haptic ကတော်တော်လေးကိုပိုကောင်းတယ် YoYo Note 50ကတော့တာမန် budget phone တွေမှာတွေ့ရတဲ့ haptic motor လိုမျိုးပဲပြီးတော့ IP64 လိုမျိုးဒီရေဆိုးတာအတန်အသင့်ခံနိုင်မဲ့ feature မျိုးတွေလည်းပါတယ်ပြဒီဖုန်းမှာကျွန်တော်နောက်ထပ်တော်တော်လေးသဘောကျတဲ့အပိုင်းကဒီကောင်းရဲ့ display နဲ့ speaker နဲ့ Full HD 144Hz AMOLED screen နဲ့ speaker ကလည်းဆောင်းပိုက် JBL မစိုးဘူးတခြင်းနေနားထောင်ကြည့်တယ် YouTube video တွေနားထောင်ကြည့်တယ်တော်တော်လေးအဆင်ပြေတယ် ။အဲ့ပြီးတော့သူ့ရဲ့ display အရောင်တွေကတော်တော်လေးစုစုတော့တော့ရှိတယ်။ vivid ဖြစ်ဖြစ်နဲ့ကြည့်လို့ကောင်းတယ်။ natural တော့မဖြစ်ဘူး။ဒီ display ကိုကောင်းကောင်း compliment လုပ်ပေးထားတာကတော့သူ့ရဲ့ stereo speaker တွေပဲ။အတန်ကိုအဆုံးထိတင်ပြီးတော့နားထောင်လေအတန်ကွဲသွားတာမျိုးအက်သွားတာမျိုးမရှိဘူး။ အဘေးကတော့အများကြီးမပါဘူးဆိုပေမဲ့လုံးဝမပါတာမျိုးတော့လည်းမဟုတ်ဘူးအားနေတယ်လို့ပဲပြောပါတော့အောက်ဘက်ကစပီကာကကျတော့အတန်ပိုကျတယ် balance ကတော့50 50တော့ရမှာမဟုတ်ဘူးပေါ့နော်70 30 65 35အဲ့လောက်ဝင်ကျင်လောက်တော့ရလိမ့်မယ် multimedia consumption အတွက်မှာတော့ပြောနေစရာဘာမလိုဘူးတော်တော်ကောင်းတဲ့အတွေ့အဆက်ပေါ့နော်ဒီ screen နဲ့ဒီ speaker နဲ့အတွေ့အဆက်က 144hz refresh rate ရတာလေဟိုပုတ်ဒီပုတ်လုံနေရတာနဲ့ဟိုပဲ smooth ဖြစ်ပြီးတော့တုံးရတာညံနေအာ စနပ်ပြီးဖြစ်တယ်ဆိုရဲခံစားချက်ကိုပေးတယ် brightness ကလည်းမဆိုးဘူးဒီကောင်1000 nits high brightness မဟုတ်ရတယ် overall display နဲ့ speaker ဘိုင်းကသူ့ဈေးနဲ့ပေးရတာတန်တာထက်ကိုပိုတယ် performance ဘိုင်းကတော့ကျွန်တော်တို့သိပြီးသားအဖန်တရာမကမြင်တွေ့နေရတဲ့ MediaTek ရဲ့ Helio G100 Ultimate ကိုသုံးထားတယ် DSoC ကကျွန်တော်တို့ daily use သုံးတာမှာတော့ smooth ဖြစ်တယ် game ဆော့ရင်လည်းဒီကောင်မှာဘယ်လိုခေါမလဲအဆော့များတဲ့ mobile legends ဆို PUBG တို့ကတော့ဆော့လို့အဆင်ပြေတယ်ဆိုတော့ benchmark တွေကျွန်တော်တို့ဒီမှာတိုင်းပြထားတယ် best loop score က381မှတ် lowest loop score 380ဆိုတော့ performance ကတော့ G100 တို့ရဲ့ထုံးစံတိုင်းပဲ stable ဖြစ်တယ် mobile legends ကို graphics ultra နဲ့ frame rate super နဲ့ထားဆုပ်လို့ရတယ်အဲ့ဒီ setting အတိုင်းဆော့ကြည့်တယ်အာ lag ဖြစ်သွားတာမျိုးအဆင်မပြေတော့တာမျိုးသိရမလားအပူတက်လာတာမျိုး performance ကြီးထိုးကျသွားတာမျိုးအဲ့ဒါမျိုးတော့မရှိဘူး aluminum frame ဆိုတော့တော့ကြာကြာကင်ဆော့လို့ရှိရင်တော့လက်ထဲမှာတော့တော့နည်းနည်းနွေးလာလိမ့်မယ် ဒါပေမဲ့ဖုန်းကိုခဏလေးမသုံးဝင်းနဲ့ထားလိုက်တာနဲ့ပြန်ပြီးတော့ချက်ချင်းပြန်အေးသွားလိမ့်မယ်ဒါတော့သုံးထားတဲ့ material ကြောင့် heat conduction ကကိုလက်ပေါ်ကြာလာတာလို့ပဲပြောပါတော့ SOC ကြောင့်မဟုတ် Mobile Legend ဆော့ရတာမှာတကောင်းတော့တော်တော်ကောင်းတယ် optimize ဆော်တော်လေးဖြစ်တယ် game နဲ့မှာတည်သွားတဲ့အချိန် home screen ကိုထွက်လိုက်ရင်တော့မှပြန်ရှင်မဲ့အချိန်ကိုသူ့ရဲ့ dynamic bar မှာပြပေးတယ်မစစရမစဒါလည်းဘာမှမဟုတ်ပေမဲ့ကူးဖြစ်တဲ့ feature လေးပေါ့နော်တော်တော်လေးမိုက်တယ် PUBG Mobile ကို graphics HD ့ frame rate high မှာထားဆိုကြည့်လို့ရတယ်။အဲဆိုကြည့်ရတော့တော့မဆိုးပါဘူး။အရင် FPS ကောင်းကောင်းရမှာ graphics ကောင်းကောင်းရမှာဆိုရင်တော့အမလုံတော့ဘူးပေါ့နော်။ဒါပေမဲ့မဆိုးပါဘူး။တခြား game ဆိုတော့မများဘူးလေကျွန်တော်တို့ medium setting လောက်နေရတော့ဆော့လို့ရတယ်။ Genshin Impact ကိုဆော့ကြည့်တာမှာတော့မိနစ်30ဆော့တာမှာ resolution ကို medium နဲ့45 fps ထားပြီးတော့ဆော့ကြည့်တာမှာအဲဒါကောင်30 fps လောက်ထိတော့အာကြရတယ်ပေါ့နော် frame rate ကအရင်ကြီးကြတာမျိုးတော့မဟုတ်ဘူး။ အများဆုံးကျသွားလဲ28 27 26လွန်ရောကျွန်ရော20လောက်ထိတော့တစ်ချက်တစ်ချက်ကျသွားတာမျိုးရှိတယ်တစ်ချက်တစ်ချက်ပဲเนาะတောက်လျှောက်ကြီးကျသွားတာမျိုးထစ်ပြီးတော့ပြန်ပြီးတော့ smooth မဖြစ်လာတော့တာမျိုးတော့မဟုတ်လက်ထက်မှာလဲတော့နည်းနည်းလေးတော့နှွေးလာမယ်အပူချိန်အနေနဲ့က38 degree လောက်ထိဒီကောင်တက်တက်သွားတယ်ဂန်ရှင်လို game မျိုးအကောင်းဆုံးဆော့ဖို့အတွက်ကကြတော့ဒီ SOC နဲ့ကတော့တိတ်အဆင်မပြေတာတော့သေးကြတယ်ဒီကောင်မှာ battery က9200 mAh ကိုသုံးထားတယ်9000 mAh ကျ200လေးတော့ပုံများတယ်ဆိုပေမဲ့ silicon carbon battery နဲ့ရှင်လိုက်မယ်ဆိုရင်တော့ တာမှန်မဲပေါ့နော်ဒါဘာမှပြောနေစရာမလိုတဲ့ battery size ပဲ battery ကတော့ mobile legends 25မိနစ်ဆော့တာမှာ6%ကုန်တယ် pubg မိနစ်30တပွဲဆော့တာမှာ7%ကုန်တယ်ဆိုတော့မဆိုးပါဘူးအားရစီကတော့ကောင်းပါတယ်ပေါ့နော်အားသွင်းမယ်ဆိုရင်ခဏလေးပဲ pro ဆိုလို့ရှိရင်တနာရီတော့မကြောက်ဘူးဒီကောင်91နဲ့သွင်းမယ်ဆိုရင်45မိနစ်လောက်နဲ့ပြည့်တယ် yoyo note 50ကတော့သူ့အကိုကြီးလောက်တော့မမြန်ဘူးပေါ့နော်တနာရီနဲ့15မိနစ်ဝင်းကျင်အဲ့လောက်ကြာတယ် ဒါမဲ့လည်းမဆိုးပါဘူးเนาะ45 watt ဆိုတော့ pro လောက်မမြန်ပေမဲ့သူ့ဟာနဲ့သူမှာတော့မဆိုးပါဘူးဘယ်သူမှပါတဲ့ wireless charging pack ကနေအသွင်းကြည့်တာမှာတော့ battery 50%ကနေပြီးတော့စသွင်းတာမှာ60%ရောက်ဖို့အတွက်ကိုမိနစ်30လောက်တော့သွင်းယူရတယ်ပြီးတော့သူ့မှာ battery က6နှစ်လောက်အထိ battery health အသုံးခံမယ်လို့အာသူတို့က claim ထားတယ်ပေါ့နော် battery health ကိုလည်း battery setting နဲ့မှလွယ်လွယ်ကူကူဝင်ကြည့်လို့ရတယ်ပြီးတော့ reverse wireless charging လည်းရတဲ့အခါကျတော့ wireless charger support လုပ်တဲ့ gadgets တွေရှိတယ်ဥပမာ TWS တွေပါတွေရှိတယ်ဆိုလို့ရှိရင် ဒီကောင်နဲ့တွဲသုံးလို့ရတယ်အသွင်ကျိုးတက်တက်တည်သွားနေကြမလို့ဘောဂိမ်းဆောင်နေရင်အသွင်လို့ရတယ် bypass charging mode လိုမျိုး feature တွေလည်းပါတယ်တာမန်မဲသုံးမယ်ဂိမ်းမဆော့ဘူးဆိုလို့ရှိရင်ဒီကောင်ရဲ့ battery life ကတရက်တရက်ခွဲလောက်ကတော့အသုံးခံပါတယ်ကင်မရာနေနဲ့မှာဒီကောင်က OIS ပါတဲ့50 megapixel main camera ကိုသုံးထားတယ် pro မှာ ultra wide ရတယ် selfie က32 megapixel ဖြစ်သွားမယ်ရိုးရိုးထက်တော့အဲ့ဒီအပိုင်းမှာတော့ pro ကတော့ပိုသားတာပေါ့ဗျာဆိုတော့ပုံလေးတွေရိုက်ကြည့်ထားတယ်အာ ကောင်းတယ်လက်ခံလို့ရတဲ့ဆိုတော့လှတာပတ်တာပုံလေးတွေတော့ရမှာပါတခုတော့ရှိတယ် तू ကရိုင်းနေတဲ့အချိန်မှာ view finder ကနေပြီးတော့ပြတဲ့ပုံတွေကကိုရိုင်းလိုက်ထွက်လာတဲ့ပုံတွေနဲ့တော့မတူ तू ကရိုက်ပြီးသားရင် processing လုပ်တဲ့အချိန်နည်းနည်းလေးစောင့်ရတာကြာတယ်ဒါတော့ SOC နဲ့ဆိုင်တယ်ပေါ့နော်ပြီးရင်ရလာတဲ့ result ကတော့ကောင်းတယ်အာ detail တွေ dynamic range တွေတော်တော်လေးအဆင်ပြေတယ်အကြောင်းလေးက तू ကအပြင်ကထပ်ပို့ပြီးတော့နည်းနည်းလေး vivid ဖြစ်တဲ့ပို့ပြီးတော့ဆူဆူတော့တော့ဖြစ်တဲ့ပုံစံမျိုးပေးတယ်။ Natural look တော့တိတ်မထွက်ဘူး။ကြည့်ရလာတော့ ် icon တွေတော့ဖြစ်တာပေါ့နော် social media ပေါ်မှာညာတင်လို့ရတဲ့ပုံလေးတွေတော့ထွက်မယ်ပေါ့ဗျာဗီဒီယိုနည်းနဲ့မှာအမြင့်ဆုံးဒီကောင်က 2K 30fps ရိုက်လို့ရတယ်ဆန်ရိုက်ပြထားတဲ့ပုံလေးတွေကိုလည်းတစ်ချက်ပြထားတယ်ရှင်းကြည့်လိုက် Infinix ဖုန်းတွေမှာပါတဲ့ဒီ XOS 15ကသူများ UI တွေလိုမျိုး animation တွေဘာတွေအများကြီးနဲ့မဟုတ်ဘူး။သူကပေါ့ပေါ့ပပနဲ့မြန်မှုကိုဦးစားပေးထားတဲ့ UI ။သူဟာနဲ့တူတော့ customization ကတော့လုပ်လို့ရတယ်။အဲ control center design ကတော့သူက iOS control center နဲ့တော်တော်လေးတူလွန်းတယ်ပေါ့နော်။ control center မှာပဲသူ့မှာပါတဲ့ sensor ကိုသုံးပြီးတော့ heart rate တို့ blood oxygen တို့အဲ့ဒါတွေကိုတိုင်းလို့ရတယ်။ IR sensor ပါတယ်ဆိုတော့ remote အနေနဲ့သုံးရင်သုံးလို့ရတယ်။ တခြားသောဒီ NFC တို့လိုပါလို့စမ်းစာတွေ wireless charging တို့ AI assistant feature တို့အဲ့ဒါတွေကတော့ဆယ်သိန်းဝန်းကျင်ကဖုန်းတစ်လုံးဖြစ်ပေမဲ့သူထက်အများကြီးဈေးပိုကြီးတဲ့ mid range ဖုန်းတစ်လုံးမှာပါတဲ့ feature တွေနဲ့အတူတူ function တွေနဲ့အတူတူသုံးလို့ရတယ်။ဆိုတော့သူ့ရဲ့ AI အကြောင်းလေးကိုကျွန်တော်တို့ဆက်ပြောမယ်။အခုမြင်တဲ့အတိုင်းပဲ circle to search ပါညာသုံးလို့ရသွားမယ်။ AI studio ဆိုပြီးတော့ပုံနေ edit ရမယ် feature လေးလည်းပါလာတယ်။အဲ့ဒီထဲမှာ AI eraser လို့ feature မျိုးတွေသုံးလို့ရမယ်။ AI note ဆိုပြီးတော့ ကိုဆွဲပြတဲ့ပုံတွေကိုမမ generate လုပ်ပေးပြီးတော့ကိုကြိုက်တဲ့ style ပြန်လုပ်လို့ရတယ်။သူ့မှာပါတဲ့ AI feature တွေကသူက DeepSeek R1 ပုံမှာအခြေခံထားတာဆိုပေမဲ့မြန်မာဘာသာနဲ့တုံးလို့မရတာတော့များတယ်။ဒီကလူတွေနဲ့အဆင်ပြေမဲ့ AI feature လေးတွေကိုပဲကျွန်တော်တို့စမ်းပြထားတာပေါ့နော် feature တွေကတော့ကျွန်တော်တို့မပြောလိုက်တဲ့ feature တွေလည်းအများကြီးစုံပါသေးတယ်။ AI wallpaper generator ဆိုပြီးတော့ပုံလေးတွေပုံလေးတွေကိုအခုပြထားသလိုမျိုးလေးတွေလုပ်လို့ရမယ်နော်။ပြီးတော့သူ့မှာ Forex ဆိုတဲ့ AI assistant လေးပါတယ်။ ပါဝါဘတ်တန်ကိုဖိထားပြီးတော့ခေါ်လို့ရတယ်အတန်နဲ့လည်း high flow leg ဆိုပြီးတော့ခေါ်လို့ရတယ် hands free ပေါ့နော်အဲ့မှာသူ့ကိုခိုင်းနေတာခိုင်းလှုပ်ရှင်တာလှုပ်ခိုင်းလို့ရတယ်ပြီးတော့ infinix ဘက်ကနေပြီးတော့ software update ကိုသူကနှစ်နှစ်အထိရမယ်ဒီကောင်က android 15 base xos 15နဲ့လာတာဆိုတော့ android 17အထိဒီကောင်က support လုပ်မယ်ဆိုတဲ့သဘော so ရှစ်သိန်းခွင့်နဲ့ဆယ်သိန်းခွင့်ဝန်းကျင်တန်းမှာ infinix note 15နဲ့ note 15 pro က all rounder ကောင်းတယ် feature pack လည်းဖြစ်တယ် အဲလူတော်များများနဲ့အဆင်ပြေနိုင်တယ်ဒီဈေးထဲမှာပြန်ရတဲ့ feature တွေနဲ့ဆိုလို့ရှိရင်သူ့ဈေးလေးရမဆိုးဘူးပေါ့နော်အယောင်တွေကလည်းကျွန်တော်တို့၄မျိုးဝယ်လို့ရမယ် RAM 12K storage 256GB နဲ့လာမယ် Note 50ရပေါ့နော်73,9900နဲ့ Note 50 Pro ကကြတော့69,900နဲ့ဆိုတော့ကင်မရာက ultra wide တွေပါတယ်မလို့ဘူး selfie တွေပါတိတ်မရိုက်ဘူး Pro မှာပါတဲ့ feature တွေမတုံးဘူးဆိုလို့ရှိရင်တော့ Note 50ကပိုမိုက်တာပေါ့နော်ဒါပေမဲ့ တချို့သောဟာလေးတွေဥပမာ haptic feedback လေးတွေပါလေးတွေလေးရတော့50 pro ကပိုကောင်းသပြ။ဒါနဲ့တော့ဒီနှစ်ခု recommend ပေးရတာနည်းနည်းခက်တယ်။ဈေးနည်းနည်းလေးပိုပေးပြီးတော့ note 50 pro ဝယ်လိုက်တာပဲပိုကောင်းမလားပေါ့နော်။ကျွန်တော်တို့ကိုယ်တိုင်လည်းအာတိတ်တော့ဝေခွဲမရဘူး။ကျွန်တော်သာဆိုရင်တော့ note 50 pro ကိုနည်းနည်းပိုပေးလိုက်တာ all rounder မှာပိုပြီးတော့ perfect ဖြစ်သွားမယ်လို့ထင်တယ်။ဒါနဲ့ priority တင်နေတဲ့သူတွေအတွက်ကမီလာ30ရင်းနေ2025အနေစပြီးတော့တင်လို့ရနေပြီ။ အာပရီအော်ဒါတင်မယ်ဆိုလို့ရှိရင်16000တန်းပါဝါဘန်တစ်ခုပါမယ်ဆိုတော့ဝယ်မယ်လို့စိတ်ကူးထားရဲဆိုရင်တော့ပရီအော်ဒါနဲ့နည်းနည်းပိုတန်တယ်ခင်ဗျားတို့ရောဒီဖုန်းကိုဘယ်လိုမြင်လဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညှိနှိုင်းလို့ရပါတယ် Okay နောက်နေ့မှတွေ့ရအောင်